တနင်္ဂနွေသားသမီးတွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသားသမီးတွေအတွက်ကို2025ခု7လပိုင်းဒိုဝင်ဘာလအတွက်ကိုတလစာဗီရင်ဟောစရန်ဟောကြားပေးမှာဖြစ်ပါတယ်အဲဒီ7လပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသားသမီးတွေအတွက်အထူးထူးခြားခြားဒါကောင်းနေတဲ့နမိတ်တွေရောတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေနော်လုပ်ငန်းကိန်းကန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်ကိန်းတွေတိုးတက်အောင်မြင်လာမယ်ငွေကြေးကိစ္စတွေအထူးအဆင်ပြေအောင်မြင်လာနိုင်တယ်ဥပမာကားကိစ္စ ကားနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာကိစ္စတွေကထူးထူးခြားခြားအဆင်ပြေအောင်မြင်နိုင်ပါတယ်ချစ်အချင်းအချောင်းဝင်လာတတ်ပါတယ်မိမိအိမ်ကိုအချင်းအချောင်းဝင်လာတတ်တယ်နောက်အလှူဒန်းကိစ္စမင်္ဂလာကိစ္စတွေအဆင်ပြေမယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အချင်းရေးကိစ္စတွေမင်္ဂလာကိစ္စတွေကထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့အချိန်အခါမျိုးဖြစ်ပါတယ် အဲ့တော့ခွေးခွေးတို့ကြောင်တို့နော်ကြက်တို့အဲ့လိုတင်းနာတဲ့ပစ္စည်းတွေလည်းထူးထူးခြားခြားဒီ၁၇လပိုင်းဆိုတဲ့ကာလမှာဝင်လာနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်ကားတို့ကြောက်တို့နော်အဲ့တော့တင်းနာတဲ့ပစ္စည်းတွေဝင်လာတတ်တယ်တင်းနာတဲ့ပတ်သက်တဲ့ငွေကြေးကိစ္စတွေဝင်လာတတ်တယ်အဲ့တော့ဒီရက်ပိုင်းမှာဒီလပိုင်းမှာငွေကြေးကိစ္စတွေစကားပြောမယ်ဆိုရင်ထူးထူးခြားခြားအဆင်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာ တနင်္ဂနွေသားသမီးတွေအနေနဲ့အိမ်တော်တွေတွေအနေနဲ့ဆိုရင်တော့အိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အနေငယ်စိတ်ကတိကောင်းလေးတွေဖြစ်ကြတတ်တယ်စိတ်ရှုပ်ရှားလေးတွေအော်ပေါက်လာတတ်တယ်အချိန်ကာမျိုးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်တွားနဲ့ပတ်သက်တာတွေဒုက္ခပေးတတ်တယ်တွားနဲ့ပတ်သက်တာတွေနောက်သွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဒုက္ခပေးတတ်တယ်နောက်ခရီးကိစ္စတွေအခက်အခဲကြုံတွေ့တတ်ပါတယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စသုတ်တန်တဲ့ကိစ္စတွေ အခက်အခဲဖြစ်တတ်တယ်။အဲ့တော့ဆွေမျိုးသားချင်းရေကုန်မောင်တော့လည်းပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်စရာမျိုးတွေကျွန်တော်တွေ့ရတတ်တယ်။အဲ့တော့စကားတွေအမှားယွင်းဖြစ်တတ်တယ်။အဲ့တော့ဒီချိန်ကာလမျိုးမှာစကားတွေတတိထားတင်တယ်။စကားနဲ့ပတ်သက်တဲ့စကားကြုံတာပေါ့နော်။အော်ကြမ်းကြုံရင်နှုတ်လို့ရတယ်။စကားကြုံရင်နှုတ်လို့မရဘူးဆိုတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။အဲ့တော့ခီးကိစ္စတွေတင်းကောကြံ့ကြံ့မှုတွေဖြစ်တတ်တယ်။အဲ့တော့စကားမှားယွင်းမှုတွေစကားမှားတွေဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ်။ အမျိုးသမီးတွေအနေနဲ့ဆိုရင်သွေးသားတဲ့ပတ်သက်တဲ့ကျန်းမာရေးတွေဒီချိန်ခါမျိုးမှာဂယုစိုက်သတိထားရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလာမျိုးမှာအကျိုးပေးတဲ့အရာဒီစက်တလပိုင်းဆိုတဲ့ကာလာမှာအကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အဖြူရောင်တွေအကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကနှစ်ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အော်တနင်္ဂနွေသားသမီးတွေလည်းဒီစက်တလပိုင်းဆိုတဲ့ကာလမှာတလလုံးအကန်ဒီကောင်းလက်တွေပွင့်ဖို့ဆိုရင်အမိမိအိမ်ဖျားမှာဂန်းကော15ညွန့်သုံးဖို့ကိတ်မုတ် 15ကျက်လှူဒန်းကြပြီ17လပိုင်းမှာအကန့်တွေကောင်းတက်တွေပွင့်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများလို့ဒီ17လပိုင်းဆိုတဲ့ကာလမှာကန်တွေကောင်းတက်တွေပွင့်ကြပါသည်အလုံးကင်တွေအောင်မြင်တိုးတက်ကြပါစေဘေးရန်တွေကင်းရှင်းကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နေတဲ့ဒီနေရာကနေစူတောင်းမြတ်တာ ပို့တာပေးလိုက်ပါတယ်အားလုံးအဲချမ်းသာချမ်းသာကြပါစေ အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်ကို2025ခု17လပိုင်းဒိုဝင်ဘာလအတွက်ကိုဗီရင်ဟောစရန်ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ17လပိုင်းဒိုဝင်ဘာလဆိုတဲ့ကာလမှာအင်္ဂါသားသမီးတွေအနေနဲ့ကဘာတွေကောင်းပြီးတော့ဘယ်လိုຢာတွေညံ့နေလဲဆိုရင်အင်္ဂါသားသမီးတွေအတွက်ဒီကာလမှာဒီ17လပိုင်းဆိုတဲ့ကာလမှာဝန်ထမ်းတွေဆိုလို့ရှိရင်လက္ခဏာဝန်ထမ်းတွေဆိုလို့ရှိရင်ယာရုတတ္တာယာရုတတ္တာမျိုးတွေလာတာတို့တာမျိုးတွေကြုံတွေ့ရတဲ့ ထီပေါက်တယ်လို့မျိုးเนาะထီဒီပါလေးထိုးတင်တယ်ထီဆူကြီးပေါက်တာတို့เนาะထီကန်စမ်းတင်တဲ့ကာလာမျိုးဖြစ်တယ်ဒီ17လပိုင်းဆိုတဲ့ကာလာမှာထီပေါက်တယ်လို့မျိုးအငွေတွေအထုတ်တင်တဲ့ဝင်တက်တယ်အဲ့တော့ငွေချေးဆိုင်ရာကိစ္စတွေသူတို့ကြအစင်တီအောင်မြင်မယ်အဲ့တော့ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အခြေရေးမှာစမ်းပွင့်တာမျိုးမျက်နှာပွင့်တာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့ရာထူးတက်တာတို့လာတာတိုးတာမျိုးတွေကြုံတွေ့နိုင်တယ်အဲ့တော့ရုံးပြင်ကနာတရားတော်ဘောင်ရင်ဆိုင်နေရတဲ့သူတွေဆိုရင်လည်းဒီချိန်ကာလမျိုးမှာကိုယ့်ရဲ့အမှုခင်းဟာအမှု နိုင်မယ်ဆိုတဲ့အချိန်အခါမျိုးဖြစ်ပါတယ်အဲ့တော့အိန်းအောင်တွေအနေနဲ့ငယ်ဝဲတဲ့သူတွေအိန်းအောင်ရှင်နေနေလို့ဆိုရင်သာသမီယတနာထွန်ကားတဲ့အဲ့တော့ကိုဝန်ဆောင်ရတဲ့အချိန်အခါမျိုးဖြစ်ပါတယ်အင်္ဂါသာသမီအိန်းအောင်တွေအနေနဲ့ဆိုရင်သာသမီယတနာထွန်ကားတဲ့မိမိအိမ်ဒါမှမဟုတ်မိမိရဲ့အဲ့အနီးနားမှာကိုဝန်တဲ့ပိုက်ကြီးတဲ့ပေါ်တတ်တဲ့နမိတ် ဖြစ်ပါတယ်အဲ့ဒီကိုဝန်တဲ့ပိုက်ကြီးတဲ့ရှိခဲ့ရင်လည်းကောင်းစွာမီးဖွားနိုင်မယ်ဆိုတဲ့နေသားမျိုးမှာရှိပါတယ် ဲ့တော့အချွေရံအောက်လက်ငယ်သားတစ်ဖက်နော်အဲ့လိုလူမျိုးတွေနဲ့ပတ်သက်ပြီးတော့အကျိုးကျေးဇူးတွေခံစားရမယ်အကျိုးပေးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့ဒါထူးခြားချက်အနေနဲ့ဆိုရင်နိုင်ငံသားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေထူးခြားအဆင်ပြေအောင်မြင်မယ်နိုင်ငံသားလူမျိုးကွဲလူမျိုးခြားနဲ့ပတ်သက်ပြီးတော့စက်တူစက်ဖက်လုပ်ငန်းတွေအဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာနိုင်ငံရဲ့ချားလူမျိုးကွဲလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်ပါလိမ့်မယ်လူမျိုးခြားဘာသာခြားတွေအကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ် အထဲတို့ထီးတို့ဖနတ်တို့ဝတ်ထဲတို့ဓာတ်ပုံတို့အနည်းအစစ်ပစ္စည်းတို့အဲ့လိုပစ္စည်းတွေဝင်လာတတ်ပါတယ်တကယ်လို့ဝင်လာခဲ့ရင်လည်းအဲ့ဒါကောင်းသော ဝင်လာခြင်းမျိုးဖြစ်ပါမယ်အဲ့တော့ဒီချိန်ကာမျိုးမှာအင်္ဂါသာသမီးတွေအနေနဲ့ဟာဒီ အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေနော်အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေနော်အကြီးအကဲနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ဖခင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့အကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖြစ်တာမျိုးတွေမိမိအိမ်နဲ့ပတ်သက်ပြီးတော့အိမ်နေရာထိုင်ခင်းအိုးအိမ်အဆောက်အဦနဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်ကိစ္စတွေမှာအနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့အလုပ်ထဲမှာဆိုရင်လည်းအကြီးအကဲကိုဖိအားပေးတာမျိုးတွေကျွန်တော်တွေ့ရတဲ့နော်ဒီချိန်ခါမျိုးမှာအဲ့တော့အင်္ဂါသားသမီးတွေအနေနဲ့ကဒီချိန်ခါမျိုးမှာအနက်ရောင်ပစ္စည်းတွေပါတယ် ဝင်လာရင်တော့ဒါမကောင်းဘူးဒါအနေငယ်အရိထားရမယ့်ဓာတ်လဖြစ်ပါတယ်အင်္ဂါသားသူတွေအဲ့ဒီကိစ္စကတော့အနေငယ်ဒါစင်ကျင်တရိထားမှာအနေရောက်အဝတ်ထဲတို့အနေရောက်ဘောင်းပြီးအနေရောက်အင်ကြီးတွေတရိထားပြီးရှောင်ကြအဲ့တော့ဒီချိန်ကမျိုးမှာအိမ်တော်တွေတွေအနေနဲ့ဆိုရင်အိမ်တွင်းရေးတွေအိမ်တော်ရေးမှာအနေငယ်စိတ်ကတိကောက်ဖြစ်စရာလေးတွေအဖူးထစ်လေးတွေကြုံတွေ့တတ်တဲ့အချိန်ကမျိုးဖြစ်ပါတယ်အိမ်တွင်းရေးတွေအိမ်တော်ရေးတွေမှာအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းဥကောင်းနဲ့ပတ်သက်တာတွေအာယုံကျော်အားနေတာမျိုးတွေ ကြုံတွေ့တတ်တယ်။ဥကောင်းနဲ့ပတ်သက်တာအာယုံကြောအားနေတာတွေမူးတာမောတာတို့နော်အဲ့လိုကိစ္စတွေအာယုံကြောအားနေတဲ့ကျမ်းပါကြီးမျိုးတွေဖြစ်တတ်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်။အကျိုးပေးတဲ့အရာကတော့ဒီချိန်ခါမျိုးမှာအနည်းရောအကျိုးပေးပါတယ်။အကျိုးပေးတဲ့ခဏန်းနေနဲ့ဆိုရင်ခွန်လို့တစ်တူအဲ့လိုခဏန်းတွေအကျိုးပေးတယ်။အဲ့တော့အင်္ဂါသားသမီးတွေနဲ့ဒီ17လအပိုင်းဆိုတဲ့တလတာလုံးကံနေကောင်းလက်တွေပွင့်ဖို့ဆိုရင်မိမိအိမ်ဖျားမှာနှင်းစီပံအနီရဲရဲ9ပွင့်လှူဒန်းခြင်းအဖြစ်အင်္ဂါသားသမီးတွေအတွက်ကဒီ ဆက်တလာပိုင်းနိုဝင်ဘာလဆိုရင်တလတာလုံးအကန်တွေကောင်းသက်တွေပွင့်ပြီးတော့လုံသမျှကင်သမျှတွေအဆင်ပြေအောင်လာပါလိမ့်မယ်စီးပွားရေးတွေအားလုံးအဆင်ပြေလာပါလိမ့်မယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားသမျှအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးဘေးပြာတွေဝေးကွာကြပါစေတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ပေါ့2025ခုနိုဝင်ဘာလ17ရက်ပိုင်းအတွက်ဘေရင်ဟောစရန်ဟောကြားပေးမှာဖြစ်ပါတယ် ့ဒီ၁၇လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးအနေနဲ့ဟာဘယ်ຢာတွေကောင်းပြီးတော့ဘယ်ຢာတွေဒီဆိုင်ရမလဲဆောင်ရွက်ဆောင်ရွက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးဒီ၁၇လပိုင်းဆိုတဲ့ကာလမှာအာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဖျားဘူးကိစ္စတွေသူသူကြားအဆင်ပြေအောင်ပါလိမ့်မယ်အာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလူတန်းကိစ္စတွေအမင်္ဂလာကိစ္စတွေသူသူကြားအဆင်ပြေအောင်မြင်တတ်ပါတယ်စပစ်စည်းတွေဝင်ခွင့်ရှိတယ်အဲ့တော့မြေကိစ္စတွေမြေရောင်းဝယ်ကိစ္စတွေနော်အထူးအဆင်ပြေအောင်မြင်မယ် အမွေရတာမျိုးတွေနော်ဆက်ပစ္စည်းဝင်တာမျိုးတွေကြုံတွေ့ရမယ်နော်ကြာတာပိနေနဲ့ပတ်သက်ပြီးတော့ဖုံးနေပါတယ်အသက်ဝင်တာမျိုးတွေလည်းကြုံတွေ့ရတဲ့တဲ့ကာလာမျိုးဖြစ်တယ်မြေရောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်ဝင်မဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့ဆရာသမားကောင်းတွေအကြီးအကဲတွေအကူညီမဆမှုတွေကိုရရှိတဲ့တဲ့ဝန်တန်းနေသလိုရှင်လည်းယာရုတက်တာလာတာတူတာမျိုးတွေဆရာသမားအကြီးအကဲတွေအကူညီမဆတာမျိုးတွေကြုံတွေ့ရတဲ့ပါတယ်အဲ့တော့ဘာသာရေးဆိုင်ရာပုံကူတွေအကူညီမဆမှုကိုရရှိတဲ့တဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေဖျားပုံတော်တို့နော်ရဟန္တာပုံတို့ရှင်သူပလိပုံတို့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေရတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းတွေလက်ဆောင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမျိုးမှာတောက်ကြသားသမီးတွေအနေနဲ့ဟာဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စအလှူတန်းကိစ္စတွေမင်္ဂလာကိစ္စတွေတူတူကြကြာအစဉ်ပြေအောင်မြင်မဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေတွေကလည်းဝင်ငွေရှိတယ်ဒါပေမဲ့ငွေဝင်တဲ့လောက်ရတဲ့လောက်ကလည်းပြန်ထွက် ပြန်ကုန်နေရတဲ့တဲ့အဲ့တော့ဘယ်လိုနေရာမျိုးတွေမှာပြန်ကုန်ရတယ်လဲဆိုရင်ကိုယ့်ရဲ့ဒီနောက်ငယ်သားနဲ့ပတ်သက်တာနော်ကိုယ့်ရဲ့ဒီအိမ်နောက်ဘက်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ့်ရဲ့ဒီသားသမီးနောက်လောက်ငယ်သားအဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေတွေပြန်ထွက်နေရတာမျိုးတွေပြန်ကုန်နေရတာမျိုးတွေကြုံတွေ့တတ်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေနဲ့ဒီတပတ်တာဒီတလတာကာလမှာတတိထားမဲ့ကိစ္စတွေကတော့ဒီ လူမျိုးကွဲနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးကွဲလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်နှောက်ယှက်ဖြစ်ကြလေဒီကြုံတွေ့တဲ့အရင်တော့ဖြစ်ဖူးခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ဖြစ်လာတတ်တယ်အမှုဟောင်းပေါ်တာတို့အနာဟောင်းပေါ်တာမျိုးတွေကျမ်းမာရေးတွေပြန်ဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တောက်ကြသားသမီးတွေဒီအချိန်ကာလမျိုးကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအရင်တော့ဖြစ်ဖူးခဲ့တဲ့ကျမ်းမာရေးတွေပြန်ဖြစ်တတ်တယ်ဒါဂယုဆိုင်တရီထားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီတလားကာလမှာအကျိုးပေးတဲ့အကြောင်းအနေနဲ့ဆိုရင် ရွှေရောင်တို့အဝါရောင်တို့အကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်ကိုးဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့တောက်ကြသားသမီးဒီ17လပိုင်းဆိုတဲ့ကာလမှာတလတာလုံးကံတွေကောင်းတဲ့တွေပွင့်ဖို့ဆိုရင်မိမိအိမ်ဖျားမှာကိတ်မုတ်ကိုးချက်နော်လိန်မော်ရီကိုးကွက်လူတန်းချင်းအပြင်တလတာလုံးမှာ အကံတွေကောင်းတဲ့တွေပွင့်ပြီးတော့အကျံစီတွေအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ စနေသားသီးဝိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသီးတွေအတွက်ကို2025ခုနော်နိုဝင်ဘာလ17လပိုင်းအတွက်တစ်လစာပြည်ရင်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီ17လပိုင်းဆိုတဲ့ကာလမှာစနေသားသီးတွေအနေနဲ့အထူးကြကြအဲကံတွေကောင်းနေမဲ့ဓာတ်တလဖြစ်ပါတယ်စနေသားသီးတွေအတွက်ကအဲ့တော့ဘလို့အရာမျိုးတွေကောင်းနေလဲဆိုရင်အလုပ်အကိုင်နဲ့ပတ်သက်ပြီးလုပ်ငန်းအသစ်တွေစတင်ရတဲ့လုပ်ငန်းတွေတိုးချဲ့ရတဲ့လုပ်ငန်းတွေကိုယ့်ရဲ့မိမိရဲ့လုပ်ငန်းတွေ အောင်မြင်တိုးတက်လာမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တည်းအကူအညီထောက်ပံ့တည်းရရှိမယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ်စနေသားသမီးတွေအနေနဲ့လုပ်ငန်းကင်ကနေအလုပ်ကင်တွေသူသူကြကြအောင်မြင်မယ်အိမ်နွေးရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေဟာသူသူကြကြအဆင်ပြေကောင်းမွန်လာဖို့ရှိတယ်အိမ်နွေးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်ကင်နဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်အိမ်ပြင်ရတာမျိုးတွေအိမ်မွမ်းမံရတာမျိုးတွေအိမ်တိုးကိုယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေ ူးတူးကြကြအိမ်အိမ်အစ်စ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့အကြီးအကဲတွေရဲ့ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေရဲ့နော်ဆရာသမားတို့မိတ်ဆွေတို့ရဲ့ကူညီထောက်ပံ့မှုတွေကိုရရှိတတ်ပါတယ်အဲ့တော့အလောက်ကိုင်းတဲ့အိမ်နေရာတစ်တွေနော်အိမ်ရာတစ်တွေပေါ်ပေါက်လာတတ်တယ်နော်အကြီးအကဲတွေကကူညီမဆမှုတွေရရှိမယ်ဒီစက်တလာပိုင်းဆိုတဲ့ကာလာမှာစနေသားသမီးတွေအနေနဲ့အကြံစီတွေအောင်မြင်မယ်ဆိုတဲ့ကာလာမျိုးဖြစ်ပါတယ် တော့အကြီးအကဲတွေဆရာသမားတွေကိုညီမစားမှုတွေလည်းရရှိတတ်တယ်အဲ့တော့ငွေတွေလည်းဝင်ခိုင်းရှိတယ်ခရီးဝယ်ကိစ္စခရီးမီးကိစ္စခရီးကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်ဝင်မဲ့ကာလမျိုးဖြစ်တယ်ဆက်ပစ္စည်းတွေအစ်စ်ဝင်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်အော်တခြားသတိထားရမယ့်ကိစ္စကတော့ဒီချိန်ကာလမှာစနေသားသူတွေအနေနဲ့ဟာလူမျိုးခွဲနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေနဲ့စိတ်နှောက်ယှက်ဖြစ်ရတတ်တယ်เนาะအဲနိုင်ငံရေးအခြားနဲ့ပတ်သက်တဲ့စက်တူစက်ဘက်လုပ်ငန်းတွေเนา ော့စနေသားသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနည်းငယ်ဒီစနေနံပေါ့နော်စနေနံနဲ့ပတ်သက်တဲ့အဝိထေနာယီဖနက်အဲ့လိုတွေဝင်လာရင်တော့အနည်းငယ်ဒါသတိထားရမှာဖြစ်ပါတယ်အော်စနေသားသမီးတွေအနေနဲ့ကဒီတလတာကာလမှာအိမ်တွင်းရဲ့အိမ်တော်ရေးတွေကကံတွေကောင်းနေမယ်အခြေရေးတွေလည်းကောင်းနေမယ်ဒီကာလမျိုးမှာနာယီတွေပါတွေဝင်လာရင်အဝိထေတွေထီးလို့ဖနက်တွေအနက်ရောင်တွေဝင်လာရင်တော့စနေသားသမီးတွေအတွက်ကဒါအနည်းငယ်သတိထားရမယ်အဲ့လက်တွေပိတ်သွားတဲ့ကာလမျိုးဖြစ်ပါတယ် ော့ကျမ်းမာရေးအနေနဲ့ဆိုရင်ဒူးနဲ့ပတ်သက်တာတွေနော်ဒူးနာတာမျိုးတွေနော်နောက်နှလုံးအားနည်းတာမျိုးတွေနော်မူးတာမောတာမျိုးတွေဖြစ်တတ်တဲ့အချိန်အခါမျိုးဖြစ်ပါတယ်နှလုံးနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေအထူး view site တရိထားမှာဖြစ်ပါတယ်အဲ့တော့အကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အနီရောင်အကျိုးပေးပါတယ်စနေသားသမီးတွေအနေနဲ့အကျိုးပေးတဲ့ခဏန်းအနေနဲ့ဆိုရင်တစ်ခဏန်းအကျိုးပေးတယ်အဲ့တော့စနေသားသမီးတွေဒီတလတာကာလမှာကံတွေကောင်းလက်တွေပွင့်ပွင့်ဆိုမိမိအိမ်ဖျားမှာ အုံးရည်တစ်ခွက်လူပန်းကြီးအပြင်အကြံစီတွေအောင်မြင်ပြီးတော့လက်လာပါတယ်ရှင်လန်းပြီးတော့အလောက်ကင်တွေအစင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတကယ်ဆွေသားများအလုံးကျမ်းမာချမ်းသာကြပါစေ